ားပါရှင်။မတန်ဆွမ်းသူတွေနဲ့ပုံမကောင်းပေါ်နဲ့ဆက်သွယ်မှုတွေတိစောက်နိုင်ဖို့အတွက်လက်ဟန်ဘာသာစကား sign language ကိုအတူတူသင်ယူဖို့ဖိတ်ခေါ်ချင်ပါတယ်။နေ့စဉ်ဘဝမှာမကြာခဏအသုံးပြုရတဲ့စကားလုံးတွေကိုသူတို့နဲ့အဆင်ပြေပြေဆက်သွယ်နိုင်ဖို့သူတို့အချင်းချင်းကြားဆက်သွယ်တဲ့နည်းလမ်းတွေကိုနားလည်သဘောပေါက်နိုင်ဖို့အထောက်အကူပြုမယ်လို့မျှော်လင့်ပါတယ်။ DVV ရဲ့လက်ဟန်ဘာသာစကားအစီအစဉ်တင်ဆက်သူကိုဘိုဘိုနဲ့အတူတင်ယူကြည့်ကြရအောင်ပါဒီတစ်ခါတော့အရေးကြီးရယ်နော် အရေးပေါ်အခြေအနေတွေကြုံလာရင်ဘယ်လိုပြောမလဲသင်ယူကြည့်ရအောင်ပါ စစ်ကောင်စီကနိုဝင်ဘာလ26ရက်နေ့မှာရာဇဝတ်ကြီးပုံမှ905ဒက်ရှ်ကာကြီးအရာပြစ်ဒဏ်ကျခံနေရတဲ့နိုင်ငံရေးစင်သား924ရောက်ကိုလူငင်းချမ်းသာခွင့်ပေးခဲ့တယ်လို့ဆက်ဆက်မှုတွေနဲ့တရားစွဲခံထားရသူတွေကိုလည်း905ဒက်ရှ်ကာကြီးပုံမှကိုရှုပ်သိမ်းပေးခဲ့ပါတယ်။အဲ့ဒီ905ဒက်ရှ်ကာကြီးပုံမှဆိုတာဘယ်လိုပုံမှမျိုးပါလဲ။အရင်ကရာဇဝတ်ကြီးပုံမှ905မှာဂွင်းစာဂွင်းမိန်နဲ့ကခကားဆိုတဲ့ပုံမှအင်္ဂါရက်၃ရက်ရှိပြီးနောက် စစ်ကောင်စီက2021ခုနှစ်မတ်လမှာပြင်ဆင်ခဲ့တဲ့ဥပဒေထွက်လာပြီး905 dash ကကြီးဆိုပြီးအောက်မှာမှာပုံမှန်ကွဲ ကခကဆိုပြီးထပ်တိုးလိုက်ပါတယ်ရခိုင်ရန်စတကြီးပုံမှန်905ကနဲ့တရားစွဲခံရရင်ထောင်တန်းနှစ်နှစ်လောက်ပဲခြောက်ခွင့်ရှိတယ်လို့အမခံပေးလို့ကြေးပေးလို့ရပါတယ်ဒါပေမဲ့အစ်စ်ပြင်ဆင်တဲ့ပုံမှန်905 dash ကကတော့ထောင်တန်း3နှစ်အထိငွေတံမှခြောက်ခွင့်ရတယ်လို့အမခံပေးခွင့်မရှိ DA ပေးခွင့်မရှိပါဘူးဘလို့ပြစ်မှုကျူးလွန်သူတွေကို 505 dash ကနဲ့တရားစွဲလို့ရတယ်လဲဆိုရင်ဆန္ဒပြတာမဟုတ်မမှန်သတင်းလွှင့်တာ social media မှာနိုင်ငံရေးနဲ့ဆက်စပ်တဲ့ page တွေကို react comment ပေးတာအစိုးရဝန်ထမ်းတယောက်ယောက်ကို ပြစ်မှုကျူးလွန်မှုလှုံ့ဆော်တာအကြံပေးတာတနည်းနည်းနဲ့သွေးဝိုက်ပတ်သက်နေရင်စားတဲ့သူကို505 dash ကနဲ့တရားစွဲလို့ရပါတယ်ဒီပားရောက်နေတဲ့505နဲ့အမှုဖွင့်ခံထားရသူရဲ့အနေနဲ့ကတော့ပြင်ဆင်ပြီးသား505 dash ကနဲ့တရားစွဲခံထားရရင်တော့ပြန်လာလို့ရနိုင်တယ်လို့ ရခိုင်905ကခကနဲ့ဆက်ဆက်ပြီးအမှုဖွင့်ခံရရသူတွေဆိုရင်တော့ပြန်လာတဲ့အဖမ်းခံရနိုင်ခြင်းရှိပါတယ် ညနေခင်းပါရှင်ကျွန်မကကေခိုင်ပါဒီပီပီရုံမြင့်တန်းကြားရဲ့ညနေ၄နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုထားရိုက်တင်ဆက်ပေးပါမယ်မြမသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအာကစားသတင်းတွေကိုလည်းရှုစားကြားမှာပါရှင် စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းလှုပ်ရှားမှုနဲ့အတူဒီဇင်ဘာလ10ရက်နေ့မှာပြုလုပ်မယ့်အတန်တိတ်တပိတ် Silent Strike မှာပြည်သူတွေပါဝင်ပူးပေါင်းကြဖို့ဒီကနေ့ဒီဇင်ဘာလ9ရက်မှာစူးလေလူကုန်တရာအနေအတိပေနှိုးဆော်မှုပြုလုပ်ခဲ့တယ်လို့ရန်ကုန်လူထုတပိတ်စီကသိရပါတယ် အတိပေနိုးဆော်မှုမှာတော့အထုအယောင်ရွှဲကောက်ပွဲကိုအတိမတ်မပြုဘဲဆန့်ကျင်ကြောင်းဒီဇင်ဘာလ10ရက်နေ့အတန်တိတ်တပိတ်မှာပြည်သူလူထုတရက်လုံးကအထုတကော့ပူပေါင်းပောင်းဝင်ကြဖို့နဲ့အထုအယောင်ရွှဲကောက်ပွဲနဲ့ရွှဲကောက်ပွဲအလွန်ကာလာတွေမှာလေလူထုရဲ့ပုံကံအတူမှု ရှိမှသာလွတ်မြောက်မှုအစ်စ်ကိုရနိုင်မယ်ဆိုတဲ့အချက်၃ချက်ကိုအတိပေလှုံ့ဆော်ခဲ့ကြပါတယ် ရန်ကုန်မှာစစ်ကောင်စီရဲ့360 CCTV နဲ့အသွင်ယူထောက်လှမ်းရေးအရဝတ်တဲ့ပုံမှန်ပတ်ကင်းတွေနဲ့လုံခြုံရေးအထက်တက်ချထားတဲ့ကြားကနေမြို့လေးကောင်းလို့နေရာမျိုးမှာလှုပ်ရှားမှုကိုပြုလုပ်ခဲ့တာပါလို့ရန်ကုန်လူထုတပိတ်ရဲ့ပြောရေးဆိုခွင့်ရှိသူကတီဗူဘီကိုပြောပါတယ်။တရုတ်ဖော်ဓာတ်ပုံတွေထင်းမှာတော့အမိုက်ပုံအနည်းအထူးအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်းနဲ့အတန်တိတ်တပိတ်နစ်ကိုအတိပေးထားပြီးပုံကံအန်တူးဆိုတဲ့စာသားပါဆိုင်ပုံကိုထောင်ထားတာဖြစ်ပါရဲ့ရှင်။ အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့ဖြစ်တဲ့ဒီဇင်ဘာလ10ရက်နေ့မှာပြည်လုံးကျွအတန်းတိတ်တပိတ်ပြုလုပ်မှာဖြစ်တဲ့အတွက် ပြည်သူတရက်လုံးပတ်ဝန်းကျင်ကြဖို့တိုက်တွန်းနှိုးဆော်မှုကိုသခိုင်းတိုင်းစလင်းကြီးမြို့နယ်အတွင်းကဈေးရုံနဲ့လူသောလဲရွေပေါ်မှာဒီဇင်ဘာလ10ရက်နေ့ကပြုလုပ်ခဲ့လို့ဒေသခံတွေစီကသိရပါဗျာ။ ဒီဇင်ဘာလစီရနေမှာကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာလူအခွင့်ရေးနေမှာတနိုင်ငံလုံးအတိုင်းအတာနဲ့ကျဲလက်မြို့ပြမကြမ်းအတန်တိတ်တပိတ်မှာပါဝင်ပေးဖို့လိုင်းလံနိုးစော်ခဲ့ရလို့ချင်းတွင်းမြစ်ကမ်းပဲတပိတ်ကော်မတီဝင်ကိုအောင်ခန်းစော်ကပြောပါတယ်လုံမြောက်နေမြေထဲမှာရှိတဲ့ကြေးော်တွေနဲ့လူတော်လမ်းမှကြီးတွေဈေးတန်းတွေမှာလက်ကန်ဆဆောင်တွေဝင်ကခဲတာဖြစ်ပြီးလူမျိုးကွေးနေရာတချို့မှာလည်းအတန်တိတ်တပိတ်မှာပတ်ဝန်းကျဖို့လက်ကန်ဆဆောင်တွေလိုက်လံကတ်ခဲ့လို့ဆိုပါတယ် ်အတတိတ်တပည့်ပြုလုပ်မဲ့နေမှာစစ်ကောင်စီကလည်းမြို့ကြီးတွေပေါ်မှာရှိတဲ့လူစီကားရနေရာတွေမှာလုံခြုံရေးတွေချထားဖို့နဲ့တက်ခိုင်ရဲပါတီစီယုံလေးလေးပွဲတွေ ပြုလုပ်ဖို့အစီအစဉ်ထားတယ်လို့စစ်ကောင်စီနဲ့နှိဆက်သူတွေစီကတီးရပါရဲ့ရှင် အတန်တိတ်တပိတ် silent strike ပြုလုပ်မဲ့ဒီဇင်ဘာလ၁၀ရက်နေ့မှာလမ်းမတွေမှာလူစီကောင်ပြုလုပ်ဖို့နဲ့လုံခြုံရေးတိုးမြှင့်ဖို့နေလုံအစည်းအဝေးကနေညွှန်ကြားထားကြောင်းသိရပါတယ်။ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်။အနာဒိမီနောက်မှာ၅ချိန်မြောက်ပြုလုပ်မယ်အတန်တိတ်တပိတ် silent strike ကိုဗမာဒီဇင်ဘာလ၁၀ရက်နေ့မှာပြုလုပ်သွားမှာဖြစ်ကြောင်းတော်လိုင်းအင်အားစုတွေကနှိုးဆော်နေသလို စစ်ကောင်စီကလည်းအဲ့ဒီနေ့မှာပဲပုံမှန်လူစီကားနေကြနေရတွေ ဖြစ်တဲ့ဇူလီလဲလန်းလိုနေရာတွေမှာလူသွားလူလာများပြားနေတဲ့အောင် ဖန်ပြီးဖို့နဲ့လုံခြုံရေးတင်ချက်ဖို့ညွှန်ကြားထားကြောင်းစစ်ကောင်စီနဲ့နှိစက်သူတယောက်က DVB ကိုပြောပါတယ်။ကိုဒီဇာဆန်းနဲ့ကိုနန်းလင်းတို့မန္တလေးမှာဆန္ဒထုတ်ဖော်မှုအပြီးဒီဇင်ဘာလ၄ရက်နေ့နောက်ပိုင်းမှာနယ်လုံးစည်းဝေးခေါ်ကအရေးပေါ်မှာကြားခဲ့တာဖြစ်တယ်လို့သူကပြောပါတယ်။ ဖြစ်စောထီးရယ်နောက်ပြီးတော့ပြည်သူစစ်အဖွဲ့ဝင်တွေနောက်ပြီးတော့ဒီလွတ်တော်ကိုယ်စားလှယ်သူတို့တွေအကုန်လုံးကိုလူစီတဲ့နေရာတွေပေါ့နော်အဲစီကားနေတဲ့နေရာတွေအဲ့လိုနေရာတွေမှာသူတို့ကသူတို့လူတွေနဲ့သူတို့ဒီလိုဟိုဖျက်ချောက်သဘောမျိုးပေါ့နော်လူတွေမတော်သွားအောင်အဲလူတွေများနေရယ်ဆိုပေမဲ့ပုံစံမျိုးတွေသူတို့လှုပ်ခိုင်းနေပြီးတော့တခါတကားတွေနောက်ပြီးတော့ဒီဟိုနည်းနည်းအထက်မြင့်ပေါ့နော်နေရာတွေအဲ့လိုမျိုးသူတို့ဓာတ်ပုံတိုင်းတွေ့ရတဲ့နေရာမျိုးဒီမှာဒီအရင်ဝတ်တည်နေ အဲသူတို့စောင့်ခိုင်းတာရှိတယ်။ဒီဖုန်းအနေနဲ့တပ်ပုံရိုက်တာတို့အဲလိုမျိုးတပ်ပုံရိုက်နေတဲ့သူတွေဆိုလို့ရှိရင်စစ်စစ်မြတ်မြတ်မရှိဘဲနဲ့ဒီတပ်ပုံတွေဖုန်းတွေကိုတိမ်ပြီးတော့ဗောနော်ဖမ်းဆီးစစ်စစ်ခွင့်အဲ့တော့ပေးရပေါ့လုတ်ခိုင်းထားတယ်ပေါ့နော်ဒီ silent swell လုတ်တဲ့နေကောပဲရုံတွင်းညွန်ကြားချက်တွေဆိုပြီးတော့အဲ့ဒီမှာအကုန်လုံးရုံတက်ရမယ်။ဒါမဲ့ဒီဇင်ဘာလ10ရက်ကအပြည်ပြည်ဆိုင်ရာလူခွင့်ရည်နေဖြစ်ပြီးအဲ့ဒီနေ့မှာပဲမနက်7:00နာရီကနေနေ့လယ်3:00နာရီအထိ အပြင်မထွက်အတန်တိတ်တပိတ်ကိုပြုလုပ်သွားမှာဖြစ်ကြောင်းတပိတ်အင်အားစုအသီးသီးကစီယုံလုံဆောင်နေကြပါတယ်အတန်တိတ်တပိတ်ကိုဦးဆောင်သူတွေကတယောက်ဖြစ်တဲ့ဆရာနာရှင်စန့်ချင်ရေရန်ကုန်အင်အားစုကကိုနန်းလင်းကတော့လူလူအနေနဲ့ဒီတစ်ခေါက်အတန်တိတ်တပိတ်ကအရင်ကတပိတ်တွေထက် ပိုရေးကြီးတာဖြစ်လို့လုံချုံရေးကိုအထူးဂရုစိုက်ကမဖြစ်မနေပါဝင်မှုတိုက်တော်မာတယ်သူတို့ကပို့ပြီးတော့ဖိနှိပ်လေးလေးလူတို့ကပို့ပြီးပါဝင်လေလူတို့ကပို့ပြီးတော့မှသူတို့ရဲ့ညီညွတ်မှုနဲ့ တော်လန်မှုကိုပြလေလေဆိုတာရှေ့ silence strike ဒီမှာပြသနိုင်ခဲ့ပါတယ်ဒီတစ်ခေါက် silence strike အတန်သေးသေးပိတ်ဒီရှေ့အခေါက်တွေရှေ့အကျိန်တွေထက်ပိုပြီးတော့အရေးကြီးတယ်အရေးပါတယ်ဆိုတာကိုကျွန်တော်အလေးနဲ့ပြောလိုပါတယ်ကျွန်တော်တို့ရှေ့ဆက်ဒါဆောင်ရွက်မဲ့နိုင်ငံကြီးလုပ်ငန်းစဉ်တော်လန်ကြီးလုပ်ငန်းစဉ်တွေအတွက်အများကြီးအရေးပါတယ်ဒါအပြင်စေအုပ်စုရဲ့အခြေအကျိုးလည်းအကြီးအကျယ်ထူးနှံ့နိုင်မဲ့လှုပ်ရှားမှုဖြစ်တယ်လို့ကျွန်တော်တို့ပြောချင်တယ်ဒါကြောင့်ဒီမှာပြည်သူလူထုတရက်လုံးကလဲနေလေအောင်မြင်းဆောင်မကြံအတိတ်တရိညာနဲ့ရှင်ပြီးတော့ဒီလှုပ်ရှားမှုကြီးမှာ ပါဝင်ကြပါပြည်သူချင်းချင်းဖိမကြပါပြည်သူချင်းချင်းကုညီကြပါလူတို့ရဲ့ညီညွတ်မှုလူတို့ရဲ့အင်အားကိုပြသကြပါလို့ကျွန်တော်တို့အလေးနဲ့မြစ်တာရက်ခံလို့ပါတယ်တိုက်တွန်းလို့ပါတယ်ဗျလာမယ့်ဒီဇင်ဘာလ10ရက်မှာပြုလုပ်မယ်အတန်တိတ်တပိတ် Silent Strike ရဲ့ရည်ရွယ်တောင်းဆိုချက်၃ချက်ကတော့နိုင်ငံတော်အတိုင်းအမြန်နဲ့တမရကြီးတို့ပါဝင်နိုင်ငံရေးကျင်းသားတွေကိုချွင်းချက်မရှိလွှတ်ပေးဖို့စစ်အာဏာရှင်အသက်ဆက်ရှင်မှုအတွက်လူငယ်တွေရဲ့အသက်တွေကိုချနိုင်နေတဲ့အရမစစ်မှုထမ်းဥပဒေကိုရုတ်သိမ်းပယ်ဖျက်ဖို့နဲ့ စစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲဟာလူမှုဆန္ဒသဘောထားမပါဝင်ကြောင်းနဲ့ကံကွက်ဆန့်ကျင်ကြောင်းပြသဖို့အတွက်ဖြစ်တယ်လို့သိရပါတယ်။ကျွန်မဝေပါ။ပကိုတိုင်းကျိုးပင်ခေါမြို့နယ်အေးော်လေးအောင်ချမ်းသာရွာကိုဒီဇင်ဘာလ6ရက်ညနေ3နာရီခွဲဝန်းကျင်မှာစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်တဲ့အတွက်ပြည်သူတယောက်သေဆုံးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျာ။ အေရလေအောင်ချမ်းသာရော်ကိုစစ်ကောင်စီတပ်ဖက်ကစက်တက်လေထီးတွင်နဲ့ဘုံစေလုံးကျေးချခဲ့တဲ့အတွက်အသက်၄၀နှစ်အရွယ်ကိုလင်းဆိုသူရော်ခန့်အမျိုးသားတယောက်တေဆုံးပြီးလူနေအိမ်တချို့နဲ့အစာတင်ကျောင်းဆောင်တွေပြက်စီခဲ့လို့ဆိုပါတယ် ်စစ်ကောင်စီတပ်ကပါရာမော်တာ3စီးနဲ့မိနစ်20ကျော်ကြာဘုံကျဲခဲ့တာဖြစ်ပြီးသေဆုံးတော်သူကအိမ်ပေါ်ကနေဆင်းပြေးတဲ့အချိန်ဘူးတလုံးကသူချိတဲ့နေရာမှာကြာရောက်ပြီးပေါက်ကွဲခဲ့ရလို့ဒီဘူဘီကိုပြောပါတယ်စစ်ကောင်စီတပ်ကအေော်လေအောင်ချမ်းသာကျော်အပြင်အနည်းဝန်းကျင်မှာတိုက်ပွဲဖြစ်ပေါ်တာမရှိဘဲပြည်သူတွေကိုပြစ်မှတ်ထားပြီးလေချောင်းတိုက်ခိုက်နေတဲ့အတွက်ဒေသခံတွေအနေနဲ့လေချောင်းသတိနဲ့နေထိုင်ကြဖို့တော်လေရဲတပ်ဖွဲ့တွေဘက်ကတိုက်တွန်းပြောဆိုထားပါတယ်ရှင် စကိုင်းတိုင်းပလဲမြို့နယ်တတရာကျော်ကိုဒီဇင်ဘာလ10ရက်မနက်အစောပိုင်း3:00ရဲ့အချိန်မှာစစ်ကောင်စီတပ်ကဝင်ရောက်ပြီးရိတ်ခါတွေဝင်ရောက်လူယူတော်ရဲဒေသခံတွေစီကသိရပါတယ်။ပလဲမြို့ကနေအင်အားအများအပြားနဲ့ထွက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကရော်တွေကပြည်သူနေအိမ်တွေအထည်တိဝင်ရောက်ကပတ်စံနဲ့ရွှေတွေအပောင်းဝင်ဟင်းချက်စရာတွေဖြစ်တဲ့ဆန်စီနဲ့စားတွေကိုပါယူဆောင်တော်ရဲလို့ဆိုပါတယ်။ ်စစ်ကောင်စီတက်ဝင်လာတဲ့အချိန်မှာတရော်လုံးကိုရော်ပြင်ထွက်ခွင့်မပေးဘဲညနေ3နာရီလောက်မှာတော့ရော်ကားနဲ့ရိတ်ခါတွေယူပြီးပြန်ထွက်တော့ကရော်သားတွေကိုတော့ဖမ်းခေါ်တော့တာမရှိဘူးလို့ဒေသခံရော်သားတယောက်ကပြောပါတယ်တတိယရော်ဟာပလေးမျိုးနဲ့နမိုင်းလောက်သားဝေပြီးအင်ဂျင်၄၈၆အင်ရှိတဲ့ကြေးော်ဖြစ်တယ်လို့သိရပါတယ်။ ပလေးမြို့နယ်မှာစစ်ကောင်းစီတက်ကအင်မတီစည်းဖြူကုန်းမင်းတိုင်ပင်ကန်ထောင်နဲ့ပလေးမြို့ပေါ်စတဲ့နေရာတွေမှာအထိုင်ချတက်ဆွဲနေတာဖြစ်ပြီးရိခါပြတ်တောက်လာတာအခုလိုမျိုးပြည်သူရိခါတွေကိုလူယူလဲရှိတယ်လို့တော်လေးရဲတပ်ဖွဲ့တွေကပြောပါရဲ့ရှင်။ စစ်ကော်မရှင်ဘက်ကနရဲကံပြူဟာဘက်ကိုတက်ကူနဲ့ရိတ်ခါစက်တိုက်ပို့နေပြီးတော်လေရဲတက်တွေကကြားဖြတ်တိုက်ခိုက်တာကြောင့်ဒီဇင်ဘာလ10ပိုင်းတည်းမှာပဲရုံမပေါ်မှာတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။စိုးသူအောင်သတင်းပေးပို့ထားပါတယ်ရှင်။ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းကိုဆက်သွယ်ထားတဲ့အမ်မဒန်လမ်းပေါ်ကနေအိမ်ကံဗျူဟာဂုံးပေါ်မှာပိတ်မိနေတဲ့စစ်ကော်မရှင်တပ်သားတွေစီကိုဗရန်အခြေဆိုင်မဆခ905ကနေ တပ်ကူတွေပေးပို့နေတာကြောင့်ဒီဇင်ဘာလဆန်းပိုင်းထဲမှာရုံးမအပေါ်မှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့စစ်ရေးရင်းမြစ်တဲ့ဒေသခံတွေကပြောပါဗျ။စစ်တပ်ကနိုဝင်ဘာ30ရက်မှာစစ်ကား2စီးဒီဇင်ဘာ4ရက်နေ့လောက်မှာတော့လမ်းဟောင်းဘက်ကို ကား3စီးလမ်းသစ်ဘက်ကိုကား9စီးစစ်စုပေါင်းကား10စီးထပ်မင်းဲကိုတုံးပြီးတပ်ကူရိတ်ခါနဲ့ခဲယမ်းတွေပို့ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ဒါကိုတော်လိုင်းတပ်တွေကကြားဖြတ်တိုက်ခိုက်တာကြောင့်ဂျိုးကြားဆိုသလိုထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာလို့စစ်ရေးရင်းမြစ်ကပြောပါဗျ။ တတ်တယ်တော့ပုံမှာဥစားဖြစ်တာဘူးမှမလို့ဆိုပွဲစည်းကိုပြတ်တဲ့တည်းညများတယ်ခမောက်တော်ဘက်မှာလည်းဒီလမ်းတဲ့ဘက်မှာလည်းထိတွေ့မှုဖြစ်တယ်ဒီလမ်းအောင်ဘက်မှာလည်းထိတွေ့မှုဖြစ်တယ်ဓမြပြပြနဲ့လမ်းကဒီပစိပြတ်လို့လောနဲ့တက်လို့ရတယ်လေအဲ့တော့လမ်းတဲ့လည်းအဲ့လိုပဲလမ်းတဲ့ကြလည်းမြေလက်ကြီးပဲတက်ရတယ်မြေလက်အထက်ဆိုခေါင်းကြီးတော့မရောက်ပါဘူးဒီရိုက်ပါခမောက်တော်ခမောက်တော်ကြီးကတက်လို့ရတယ်ခမောက်တော်မှာတောင်းနေချင်းရအနည်းကပဲခမောက်တော် ဒီဝိုင်းတန်းနဲ့ထုတ်တဲ့ရိတ်ခါလေးလာချသွားတယ်။ဒါအတူစစ်တပ်ကနေအကန်ဖြူဝါစီကိုလည်းရချားဆိုသလိုလေးချောင်းကနေရိတ်ခါတို့တွေချပေးနေတဲ့အကြောင်းဆိုပါရယ်။အခုလိုတိုက်ပွဲတွေပြန်ဖြစ်တာကြောင့် brand ချိစာအမြောက်တက်တွေကနေလက်နက်ကြီးပြစ်ခတ်တန်တွေကိုကြားနေရသလိုတိုက်လေရင်တွေဖြတ်ပြန်တာလည်းရှိတယ်လို့ငဖဲသီသားကတယောက်ကပြောပါဗျ။ဒီ ကူးနေတော့မှတော့လည်းစိတ်တယ်တော့ဝင်လေအဲ့ဒီဘက်အဲ့ဒီလောက်ရှိသွားတယ်တနေ့ကို၄၅ချက်၄၅၆ချက်အမှုအမြောက်ပန်းလို့နေကြတယ်အင်းကောတက်တော့ဒီကအမျိုးအခါနေနေစီတုံးတဲ့ခါမေးပုံလေးစီခါလေးတစည်းနေစီအမျိုးဒီပါလေအလားကလည်းဒီလိုဒီလိုတရားချနေတာလို့ပြတယ်အလားနောင်တော့တလန်တကတော့ဒီမလိုဘရန်ချက်တော့ဝင်ရတော့ဘရန်ကဖြစ်တာလို့ပြည်တယ်လေလက်ရှိအမ်ဘတန်ယူလန်းပေါ်မှာနေအိကန်ဗျူဟာရဲ့ ကာကင်းစခန်းအလုံးနီပါကိုအေအေနဲ့မဟာမိတ်တပ်တွေကထိန်းချုပ်ထားကြောင်းစစ်ရေးရင်းမြစ်တွေကပြောသလိုအခုရက်ပိုင်းတည်းစစ်ကော်မရှင်တပ်သား၄ယောက်အလင်းဝင်ပြီးထွက်ပြေးလာသူ၃ယောက်ကိုလည်းဖမ်းမိကြောင်း PI မကွေးကဒီဇင်ဘာ9ရက်မှာထုတ်ပြန်ပါတယ်။နိုင်ငံတိုက်ပွဲနဲ့ပတ်သက်လို့အာရခတတော်အေအေဘက်ကလည်းအသေးစိတ်ထုတ်ပြန်တာမရှိပေမဲ့ဝင်းရံပိတ်ဆို့ထားတဲ့အကြောင်းကိုနိုဝင်ဘာ၁၇ရက်နေ့ကအသိပေးခဲ့ပါတယ်။ဒါကြောင့်စစ်ကော်မရှင်က လေကြောင်းနဲ့လက်နက်ကြီးတွေပါသုံးပြီးစစ်ကူရိခါနဲ့ခဲရံတွေပို့ဖို့ကြိုးစားနေကြလည်းဖြစ်ပါတယ်။ကျွန်တော်စိုးသူအောင်ပါ။စက်ကောင်စီရဲ့အတူအယောင်ရွှဲကောက်ပွဲကိုဆန့်ကျင်ကန့်ကွက်တဲ့အကြောင်းကနေဒါနိုင်ငံမျိုးတော်အတော်အခြေဆိုင်မြန်မာဒီမိုကရေစီရဲ့ကနေဒါလွတ်တော်မိတ်ဆွေများအဖွဲ့ကဒီဇင်ဘာလ10ရက်နေ့မှာကြေညာခဲ့ပါတယ်။ ။လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပဖို့အစီအစဉ်ထားတဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာအတူအယောင်ဖြစ်တယ်လို့အဲ့ဒီအဖွဲ့ရဲ့ထုတ်ပြန်ချက်ကိုကစ်ချင်နာစစ်တမ်းရဲ့ကွန်ဆာဗေးတစ်ပါတီလွှတ်တော်အမတ်ကယ်လီဒရတာကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒီရွေးကောက်ပွဲဟာလွတ်လပ်မှုနဲ့တရားမျှတမှုလုံးဝမရှိတဲ့အတွက်ကနေဒါနိုင်ငံအပါအဝင်ဘေဒီမိုကရေစီနိုင်ငံကမှအတိအမတ်မပြုတ်သင့်ဘူးလို့အဖွဲ့ကတိုက်တွန်းပြောဆိုထားပါတယ်။ ။ဒီရွေးကောက်ပွဲဟာ2020ခုနှစ်ကတရားမဝင်အာဏာသိမ်းမှုနဲ့စစ်ကောင်စီကမြန်မာပြည်သူတွေအပေါ်ကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေကိုတရားဝင်ဖြစ်အောင်လုပ်ဖို့ကြံစည်ကြိုးပမ်းမှုဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီရွေးကောက်ပွဲရာလည်းကိုအတိအမှတ်ပြုတာဟာစစ်မဲ့တဲ့ဖက်ဒရယ်ဒီမိုကရေစီအတွက်တိုက်ပွဲဝင်နေတဲ့ရိုဟင်ဂျာတွေအပါအဝင်မြန်မာပြည်သူတန်ပေါင်းများစွာကိုတစ္ဆာဖောက်ရရှောင်မယ်လို့ဆိုပါတယ်။ ကနေဒါအနေနဲ့မြန်မာပြည်သူတွေနဲ့သူတို့ရဲ့တော်လှန်ရေးဘက်ကနေအခိုင်အမာရပ်တည်ဖို့နဲ့အတူအယောင်ရွေးကောက်ပွဲကိုအတိအမှန်မပြုဖို့မြန်မာအမိတ်ဆွေကနေဒါလွတ်တော်အမဲတွေကတိုက်တွန်းပြောဆိုလိုက်ပါတယ်ရှင်။အနာသိစစ်တပ်ကရွေးကောက်ပွဲပြုလုပ်မယ်လို့ကြေညာထားတဲ့ရက်နီးကပ်လာပြီဖြစ်ပေမဲ့အများပြည်သူတွေကြားမှာမေပေးဆက်အသုံးပြုမှုနဲ့ပတ်သက်ပြီးသိရှိသူနေပါနေစေဖြစ်တယ်လို့သိရပါတယ်။ ်ဒီဇင်ဘာလ28ရက်နေ့မှာစစ်ကောင်စီကရွေးကောက်ပွဲအပိုင်းတစ်ကိုစတင်ကျင်းပမယ်လို့ကြေညာထားပြီးရွေးကောက်ပွဲမှာအသုံးပြုမဲ့ electronic မေပစ်ဆက်တွေရဲ့အသုံးပြုမှုကိုတော့စံသက်အသုံးပြုတာရှိခဲ့ပေမယ့်စစ်တပ်အခြေဆိုင်ရာနေပြည်တော်မှာတော့သိရှိသူနေပါနေတာဖြစ်ပါတယ်ရွေးကောက်ပွဲမေပေရင်နဲ့ပတ်သက်ပြီးစစ်ကောင်စီအနေနဲ့နေပြည်တော်အတွင်းနေရာတချို့မှာအင်တာရာရာအသိပညာပေးနေပေမဲ့မေပေဆက်အသုံးပြုဖို့ကတော့ပြည်သူတွေခုထိမသိရှိသေးပါဘူး။ လက်တလုံးမှာတော့မင်းရုံတွေမှာတာဝန်ကြမဲ့အခြေခံပညာအဆင့်ကဆရာဆရာမတွေကိုပေးရတွေမှာခေါ်ယူပြီးမေးပေးဆက်အသုံးပြုနေတင်တဲ့ပြခဲ့တာရှိပါတယ်။အာနာသိန်းစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်လို့အမျိုးသားညညရဲ့အစိုးရ NUG နဲ့တော်လဲအင်အားစုတွေကထုတ်ပြန်ထားပါတယ်။မနေ့ဖန်ဒီဇင်ဘာ၁၀ရက်နေ့မှာလေအတုအယောင်ရွေးကောက်ပွဲကိုစန်းကျင်ကန့်ကွက်တဲ့အနေနဲ့နိုင်ငံတော်မှအတန်တိတ်တပိတ်လှုပ်ဆောင်ဖို့တိုက်တွန်းနှိုးဆော်ထားပါရဲ့ရှင်။ ဆက်အာနာရှင်ရဲ့အထူးအယောင်ရွေးကောက်ပွဲကိုလက်မခံကြောင်းတောင်ကိုရီးယားနိုင်ငံဒေဂူမြို့မှာမြန်မာနိုင်ငံသားတွေစုပေါင်းပြီးစန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။မောက်တူပေးပို့ထားပါရဲ့ရှင်။ဟုတ်ကဲ့ပါ။အာနာသိန်းစစ်တပ်ကပြုတ်လုံမဲ့ရွေးကောက်ပွဲဟာ လုံးဝတရားမဝင်ကြောင်းပြတာတဲ့အနေနဲ့ဒီဆန္ဒပြပွဲကို ပြုတ်လုံကြတာလို့ဆိုပါတယ်။ဆေးဥစုကနေပြီးတော့တရားမဝင် ကျင်းမပြုတ်တဲ့ဒီရွေးကောက်ပွဲကြီးကိုကျွန်တော်တို့ကလုံးဝကန့်ကွက်တယ်ရှုတ်ကြတယ်အသိမှတ်လည်းမပြုဘူးမဲသွားပေးကြတယ်မလို့အဲ့ဒါကိုအဓိကကျွန်တော်ပြောချင်တယ်ပြီးတော့စေအုပ်စုကတိုင်းပြည်ရဲ့အထုတ်ချာအာဏာကိုမတရားသောနှီးလန့်နေနော်ဒီတိတ်ပိုက်ထားတဲ့သူဖြစ်တယ်အဲ့ဒီလိုပုံကိုယ်တွေကနေပြီးကျင်းမပြုတ်ရွေးကောက်ပွဲကလည်းဗင်းကြီးနဲ့မှတရားမဲတော်ရဲ့ရွေးကောက်ပွဲတခုဖြစ်လာမှုဆိုတာအားလုံးကသိရှိပြီးသားလည်းဖြစ်တယ်အခုလိုဆန္ဒပြတာဟာຫນွေဦးတော်လန်ရေးတိုက်ပွဲရဲ့အစိပ်ပိုင်းတစ်ခု ဖြစ်တယ်လို့လည်းဆန္ဒပြသူတွေက ြောပြကြပါတယ်အဒါဟာကျွန်တော်တို့ရဲ့နေဦးတော်လှန်ရေးအစိပ်ပိုင်းတစ်ခုဖြစ်တယ်အဒီဘလိုဆန္ဒပေါ်ပို့မှုရဲ့အစုအပေါင်းအားလေးပြီးတော့ကျွန်တော်ကနေဦးတော်လှန်ရေးရဲ့အောင်ဝဲရသည့်အထိကျွန်တော်တို့ကဆက်လက်တည်ဆောင်သွားမှာဖြစ်တယ်။ကျမတို့ဒီ2020ရွေးကောက်ပွဲမှာခရီးရကိုရီးယားကျမတို့ရဲ့ဒီဆန္ဒကိုအထောက်ပေါ်ပြောပြပေးတာဖြစ်တယ်။ဒီကြောင့်မလို့ဒီရွေးကောက်ပွဲကဖက်ပြီးတော့ပေးစရာလည်းမလိုဘူး။အတိမပြုစရာလည်းမလိုဘူး။အဲဒါကြောင့်မလို့ဒီလိုမျိုးဆန္ဒပြစင်းဖြစ်ပါတယ်။ အခုလိုရွေးကောက်ပွဲဆန့်ကျင်ဆန္ဒပြပွဲတွေကိုတနိုင်ငံလုံးတစ်ကမ္ဘာလုံးရှိမြန်မာပြည်သူလူထုအားလုံးကလည်းရောက်ရာနေရာတိုင်းမှာပြုတ်လုကြဖို့တိုက်တွန်းသွားခဲ့ကြပါသေးတယ်။ဒီကကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်ထပ်ပေါ့မဟုတ်ဘူးဒါကထောင်ချောက်ဖြစ်တယ်။အဲ့အတွက်ကိုအတူအောင်ရွေးရွေးကောက်ပွဲကိုဆန့်ကျင်ကြပါတော်လှန်ကြပါကျွန်တော်ပြောချင်တယ်။ထပ်ပေါ့မဟုတ်ဘူးထောင်ချောက်ဒီရွေးကောက်ပွဲဟာရှေ့မှာကျွန်တော်တို့ရဲဘော်တွေပြောကြဆိုပဲ ဖောက်ပေါမဟုတ်ဘူးအောင်ကြောက်ပဲဖောက်ပေါမပေးနဲ့တိမဲဖြင့်တရားဝင်လူတက်ခွင့်မပေးကြပါနဲ့ဒီကောင်လေးကထပောက်ပေးလိုက်လို့ရှိရင်ဒီကောင်လေးမျိုးမပြောက်မချင်းကျွန်တော်တို့ကဒီစစ်ပနိုင်ရအောင်မှာကြုံခံရမယ့်အဖြစ်လို့ကျွန်တော်ဘယ်တော့မှအယောက်မခံဘူး။ဒါကြောင့်ဒီနေ့ဆိုရင်ကျွန်တော်တို့ဒီကူးမျိုးအနေနဲ့ရော အခြားအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးလုပ်တဲ့ဆန္ဒပြပွဲဖြစ်ပါလေဆိုတော့ပြည်တွင်းမှာရှိရဲ့ကျွန်တော်တို့တော်လန်ပြည်သူတရက်လုံးကလည်းအဒီစစ်အုပ်စုရဲ့အတူရောင်ရေကောက်ပွဲမှာမပါဝင်ကြဘဲနဲ့ကျွန်တော်တို့ဗိမောက်ကြဖို့ကိုကျွန်တော်လေးစားနဲ့တိုက်တွန်းပါတယ်ပြီးတော့ဒီဟာကကျွန်တော်ရဲ့ထောက်ပေါ်မဟုတ်ဘူးထောင်ချောက်ဖြစ်တယ် ကျွန်တော်တို့ပြည်သူတွေရဲ့မဲတပြားနဲ့ပြည်သူတွေကိုအခွင့်မပေးပါနဲ့လို့ပြောချင်ပါတယ်။အားစင်မြေးဆက်ကျွန်တော်တို့ပေါင်းမော့ရင်ကော့ပြီးတော့ကျွန်တော်လက်ပြလုံးကျင်နေ။ဒါကြောင့်လို့ကျွန်တော်တို့စေုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုလုံးဝလုံးဝလက်မခံကြောင်းကျွန်တော်ဆန္ဒပြကြတာဖြစ်ပါတယ်။အင်ချွန်းထွန်းနန်းဒေဂူဖြောင်းထက်ဂုမီနဲ့ဘူဆန်စတဲ့တောင်ကိုရီးယားနိုင်ငံမြို့6မြို့ကမြန်မာနိုင်ငံသားတွေဟာဒီဆန္ဒပြပွဲမှာ လာရောက်ပူးပေါင်းခဲ့ကြပါရယ်ခမကျွန်တော်မောင်တူပါအစည်းတော်ဘုံမောင်ရီအစည်းတော်ဘုံမောင်ရီအစည်း ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်လက်ပြင်တွင်ကြေော့ကလေကွင်းထဲမှာစပါးရှိတ်သိမ်းနေကြတဲ့စစ်ဘေးရှောက်အမျိုးသမီးတွေကိုဒီဇင်ဘာလ3ရက်နေ့မှာစစ်ကောင်စီတပ်ကဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့အတွက်စစ်ဘေးရှောက်သားမင်းတယောက်သေဆုံးခဲ့ပြီးနောက်ထပ်တစ်ယောက်လည်းထဲရအပြင်းထန်ရရှိခဲ့လို့ဒေသခံတွေကပြောပါတယ်စစ်ရှောင်းနဲ့စပါးရိတ်နေတဲ့အချိန်မှာစစ်ကောင်စီတပ်ကဒရုန်းနဲ့ပုံကျေတိုက်ခိုက်ခဲ့တဲ့အတွက်အသက်60အရွယ်ဒေါ်မောင်ဝင်းကျင်နဲ့တမင်းဖြစ်သူအသက်38နှစ်အရွယ် မခင်ဝင်းတိန်တို့တည်ဆုံးခဲ့ပြီးဒေါ်မဝင်းကျင်ရဲ့သမီးညီမဖြစ်သူအသက်50အရွယ်ဒေါ်မဝင်းနုတို့တည်ဆုံးခဲ့လို့ဆိုပါတယ်တေဆုံတော်သူတွေဟာကြောက်ဖြူမျိုးနဲ့ဝါရော့ကျော်ကစစ်ပေးရှောင်နေကြသူတွေဖြစ်ပြီးဒဏ်ရာအပြင်းထန်ရရှိခဲ့သူတွေကတော့စေကူတမှုခံယူနေရတယ်လို့ဒေတာခံတွေကပြောပါတယ် ကျောက်ဝင်မြို့နယ်မှာစစ်ကောင်စီနဲ့အရခတတော်တို့အကြားနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်ကကျောက်ဝင်မြို့နယ်ကအရသာတွေနဲ့စစ်ဘေးရှောက်တွေနေထိုင်ကြတဲ့ကြေအော်တွေကိုပြစ်မှတ်ထားပြီးလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာတွေရှိနေလို့ဒေသခံတွေကပြောပါရဲ့ရှင်။စာနေရက်ကပြက်လည်မှုတွေချင်းဆိုင်နေရတဲ့ဒီမိုဆိုနာတဝိုက်ကစစ်ဆောင်တွေကိုနေရက်ပြန်လာရင်ဆယ်စပါးထောက်ပဲ့ပေးမယ်ဆိုပြီးစစ်တပ်ကမဲဆွေစီယုံမှုတွေပြုလုပ်နေပါတယ်။ ်ဒီသတင်းကို Morris ကပေးပို့ထားပါရှင် Greeny B Dimoso နဲ့နမ်မခုံနာတဝိုက်ကိုတော်လိုင်းတက်တွေထိ ंछ ုပ်ထားနိုင်ပြီမဲ့စပားဆိုင်ခင်းရှိတဲ့နေရာတွေကိုစစ်တပ်က drone တွေနဲ့လက်နက်ကြီးတွေနဲ့ပစ်နေတာရှိနေတယ်လို့စစ်ဆောင်တွေနဲ့တော်လိုင်းအင်အားစုတွေကပြောပါဗါတယ်။အဲ့ဒီလိုပစ်ခတ်တဲ့အတွက်စပားတော်ရိုက်တဲ့စစ်ဆောင်တွေသေဆုံးတာရှိတယ်လို့ပစ်ခတ်တာတွေကြောင့်မရေရဲတဲ့စပားခင်းတွေကိုလည်းစစ်တပ်ကရိတ်သိမ်းတာတွေလုပ်နေတယ်လို့ဒေသခံတွေကဆက်ပြောပြပါဗါတယ်။ ့ခုကအဲလူထုတွေကစိုက်ပျိုးထားတဲ့တင်းနာအလုံးမှာတခါစီဆောင်ထားပြေးရတယ်သူတို့ရောက်လာတော့ပြေးရတယ်သူတို့လည်းဘယ်လိုယုံမလို့မိတာနဲ့လည်းလူထုအမျိုးမျိုးနှိမ့်ဆက်တတ်ချက်တာပဲဟောနော်နှိမ့်စင်နှိမ့်ရပဲအများကြီးအခုချိန်ချိန်ပါတော့အဲ့တော့သူတို့ဒီအတင်းနာသူတို့ပဲယူသူတို့ပဲခုသူတို့ပဲပြည်သူကိုအဲပန်းပြပြီးတော့သူတို့မသိသူတို့ပဲလူကောင်းပါအဲ့လိုပုံစံမျိုးအခုဆိုလဲဒီဒီမှုဆုံးမှာလဲ အဲတက်ခဲတဲ့စပားတွေဆိုမရိတ်ရဲသွားရိတ်လဲဆရာကြားတဲ့အတိုင်းပဲလေနော်ဟိုသူတို့ဒုံချလိုက်အဲဖလိုက်ပါနဲ့လမ်းပြလိုက်သူပီတူတွေကလည်းအမှသိတာပဲပေါ့နော်အဲ့တော့သူတို့ပီတူတွေကမရိတ်ရဲတဲ့နေရာအကုန်လုံးခြံထားတော့သူတို့ပဲရိတ်ပြီးတော့သူတို့ပဲပြထောက်ပပြနေရအာနာမသိငယ်လူရီ3သိန်းလောက်ရှိတဲ့ခရနီပီနယ်ဟာအာနာသိမ်းပြီး9နှစ်တာကာလအတွင်းမှာဆစ်ဆောင်ဥယေက2သိန်းကျော်ထိရှိလာခဲ့တယ်လို့ဒေတာသွင်းမီဒီယာတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ စစ်ဆောင်ဦးရေတိုးလာတာနဲ့အတူစစ်ဆောင်စခန်းတွေမှာအလုတ်ကင်မရှိတာတွေအလူရှင်နေပါလို့စားနပ်ရိက္ခာပြတ်တောက်မှုတွေကြောင့်စစ်ဆောင်တွေဟာအလုတ်ကိုတိုက်ပွဲတွေကြားကနေပဲပြန်လုံနေရတာဖြစ်ပါတယ်။တစ်ဖက်မှာစစ်တပ်ကစည်ရေးပြစ်မှတ်မဟုတ်တဲ့လက်ကွင်းတွေနဲ့လက်သမားတွေစီပြစ်မှတ်ထားတိုက်ခိုက်နေတာဟာလက်ပြန်မရိတ်နိုင်အောင် လုပ်နေတာဖြစ်ပြီးပြန်မရိတ်နိုင်တဲ့လက်တွေကိုစစ်တပ်ကဝင်သိမ်းတာကြီးလည်းရှိနေပါတယ်။ အချိန်ထဲမှာပဲစပားရိတ်နေတဲ့စစ်ရှောင်တွေကိုလက်နက်ကြီးနဲ့ပစ်ခတ်နေတဲ့စစ်တပ်ကစစ်ရှောင်တွေနေရပြန်လာရင်ဆန်စပားထောက်ပံ့မယ်ဆိုပြီးမဲဆွယ်စည်းရုံးနေတာလို့ဒီမော့ဆိုဒေသခံတွေက DBP ကိုပြောပါတယ်။အဲဒီလိုမဲဆွယ်နေတဲ့အတွက်ငွေတောင်စင်နာတဝိုက်နဲ့ဒီမော့ဆိုနာတဝိုက်ကစစ်ရှောင်တချို့နေရပြန်နေကြတယ်လို့ဒေသခံတွေကဆက်ရှင်းပြပါတယ်။လက်ရှိမှာစစ်ရှောင်တွေရဲ့အခြေအနေဟာရွေးချယ်စရာမရှိတဲ့အခြေအနေတွေမဟုတ်အဲဒီလိုနေရပြန်တဲ့သူတွေပေါ်နားလည်ပေးနိုင်ကြောင်းဒီမော့ဆိုဒေသခံတွေကဆက်ရှင်းပြပါတယ်။လူလူထုတချို့ပြန်လာရင်လောမန်ငွေတောင်ရုတ်ဖဲဆိုလဲလူထုပြန်လာနေတယ် ဒီမှာဆိုတော့သူလည်းပြည်သူတွေလည်းပြန်နေတယ်ပြည်သူပြောထားတဲ့အတိုင်းတော့သူတို့ရအောင်လုပ်မှာပဲပေါ့နော်အဲ့တော့ပူချာလာဖို့ပဲရှိမှာပေါ့အဲလူထုတွေကဒီတာကိုတကြမခံနိုင်ပါဘူးစိတ်ပူတယ်အခုကလေးကပေါ့နော်အခုကတော့ကလေးကမှသူအဲအလူရဲ့ကုမီတဲ့ဖွဲ့စည်းရဲ့နဲလာတော့လေဟိုအလုတ်ကင်မရှိကြဘူးအဲ့တော့အိတ်စား ဒီ privacy ဆောက်ဆိုတဲ့တည်ရတဲ့အလုပ်မရှိလေနော်ကကလာတော့သူတို့ကရွေးချယ်စရာမရှိတော့ခုတော်ရကိုလဲပြန်လုပ်မယ်စမရရဒီစစ်ကောင်စီဆက်ခွန်လိုမျိုးပဲပြန်နေကြတယ် Granny အမျိုးသားများကာကွယ်တဲ့ KNDF ဘက်ကလည်းပြီးခဲ့တဲ့နိုဝင်ဘာလတုန်းကဒီမော့ဆွန်နဲ့ဖလူဆိုဘက်ချန်းနေမှာစစ်တပ်ကစိုက်ပျိုးသီးနှံရိတ်သိမ်းတဲ့နေရာတွေကို drone နဲ့တိုက်ခိုက်နေတဲ့အတွက်ဒေသခံတွေအနေနဲ့စစ်ရေးသတင်းနဲ့သွာလာကြဖို့သတိပေးထုတ်ပြန်ထားပါတယ် အဲဒီနောက်ပိုင်းလေယာဉ်လုပ်ငန်းခွင်တွေအထိတော်လိုင်းတပ်ပေါင်းစုဘက်ကလုံခြုံရေးယူပေးနေရတယ်လို့ DBB ရဲ့စေရေးရင်းမြစ်ကရှင်းပြပါတယ်။အမကျွန်တော်တို့ဒီကုစုဖတ်ချဆိုရင်ဒါကလုံခြုံရေးယူပေးရတယ်။နောက်ဒီဂျမားရပြထောင်ပေးရတော့နော်ရိတ်တိမ်ဖို့အတွက်ဟိုအမထူဒရုန်းရဲ့လက်ချေတာပါလိရှိတယ်ဗောနော်အဲ့လိုလိုရှိတယ်။ဒီဇမားခုနှစ်နှစ်ညကလည်းဒီမော့ဆိုရဲ့နေရာ၅ခုထပ်မနေကိုစစ်တပ်ကလေကြောင်းနဲ့တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲတွေဖြစ်နေတဲ့နေရာမဟုတ်ဘဲရက်သားတွေရှိနေတဲ့နေရာကိုလာကျဲတာဖြစ်ပြီးလူအထိကိမရှိဘူးလို့လည်းသိရပါတယ်။ဒုသက်တော် Greeny ပြည်သူအင်အားစု PKPF ကထုတ်ပြန်ချက်အရ Greeny ပြည်နယ်မှာစစ်တပ်အာဏာသိမ်းထားတဲ့9နှစ်တာကာလအတွင်းအရက်သားနဲ့စစ်ဘေးရှောင်ပြည်သူအယောက်830ကျော်သေဆုံးခဲ့ပါတယ်ခင်ဗျာ။ကျွန်တော် Morris ပါ။ နိုင်ငံတကာသတင်းအနေနဲ့ကလေးတွေဆိုရှယ်မီဒီယာအလွန်အကျွံသုံးဆွဲတာဟာအာယုံစူးစိုက်မှုကိုထိခိုက်စေပြီး ADHD လို့ခေါ်တဲ့အာယုံစူးစိုက်မှုရောနေပြီးခနာမငြိမ်ဖြစ်တဲ့ယောဂါဖြစ်ပေါ်မှုတို့မြင့်တက်လာစေနိုင်တယ်လို့သုတေသနပညာရှင်တွေကပြောပါတယ်။ဆွေဒင်နိုင်ငံ Karolinska Institute နဲ့ American Oregon Heather Science University တို့ပူးပေါင်းပြီး American ကအသက်ရှင်နေတဲ့ဆီလီနီကြားကလေး၈300ကျော်ကိုလေ့လာစောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုဂိမ်းကစားတာနဲ့ရုပ်တံကြည့်တာတွေကအာယုံစူးစိုက်မှုအပေါ်တက်ရောက်မှုမရှိပေမယ့်ဆိုရှယ်မီဒီယာသုံးဆွဲမှုကတော့ကလေးတွေမှာအာယုံမဆိုင်နိုင်တဲ့လက္ခဏာတွေကိုပုံမိုဆွေးရလာစေတယ်လို့တွေးရှိခဲ့ရပါတယ်။ကလေးတွေဟာအသက်9နှစ်အရွယ်မှာတနေ့ကိုမိနစ်30လောက်သာသုံးဆွဲရှာကနေအသက်13နှစ်အရွယ်ရောက်ရင်နာရီခွေလောက်အထိတိုးမြင့်သုံးဆွဲလာကြတယ်လို့လေ့လာသူတွေကထောက်ပြကြပါတယ်။အမေရိကန်မှာ2003-2009ကာလတုန်းကကလေးတွေကြား ADHD ဖြစ်ပေါ်မှု 6.5ခိုင်နှုန်းရှိရကနေ2020-2022ခုနှစ်တွင်မှာ7.3ခိုင်နှုန်းအထိမြင့်တက်လာခဲ့ပါတယ်။ဒီတွေ့ရှိချက်တွေအရနေပညာကုမ္ပဏီတွေအနေနဲ့အသက်အရွယ်စီစစ်တာတွေကိုပုံမတင်ကြပ်ဖို့နဲ့ရှင်းလင်းတဲ့လမ်းညွှန်ချက်တွေချမှတ်ပေးဖို့လိုအပ်နေကြောင်းသုရေသနပညာရှင်တွေကတက်တွန်းပြောဆိုထားပါရဲ့ရှင်။ အားကစားသတင်းအနေနဲ့ဂါဘရီယန်နဲ့ဆာလီဘာတို့နှစ်ယောက်စလုံးပြန်ကစားနိုင်ဖို့အချိန်လိုအပ်တယ်လို့အာဆနယ်နင်ပြအတေတာကပြောတော့ပါတယ်။ အဲ့ဒီဘဟုခံစစ်မှုနှစ်ယောက်ထဲမှာပြည်တင်နောက်ခံလူဆာလီဘာကအသင်းရဲ့ပွဲစဉ်၃ပွဲဆက်တိုက်လွေးချော်ခဲ့ပြီးဘရာဇီးခံစစ်မှုဂါရီယယ်က၅ပွဲလွေးချော်ခဲ့ပြီးဖြစ်ပါတယ်။နောက်ဆုံး၃ပွဲမှာတပွဲသားအနိုင်ရခဲ့တဲ့အာဆင်နယ်အနေနဲ့လာမယ့်တစ်ပတ်မှာကစားရမယ့်ပရီးမီးယားလိပွဲစဉ်အပါအဝင်ဘရူဂျက်နဲ့ချန်ပီယံလိပွဲစဉ်တွေမှာအ धिक ခံစစ်မှုနှစ်ယောက်ကိုဆက်လက်အသုံးပြုနိုင်ဖို့မရှိသေးဘဲဆက်လက်လွေးချော်ဖို့ရှိနေပါတယ်။စပိန်နောက်ခံလူမော်စကွေရဲ့ခြေချင်းမှုဒဏ်ရာဟာထင်မှတ်ထားတာထက်ပို ေးကြီးမားတာကြောင့်6ပဲ့လောက်အနားယူဖို့အချိန်လိုအပ်နေတယ်လို့နီပြအာတီတာကပြောတော့ပါတယ်ရှင်ဒီပီပီရုံးမြင့်တန်ကြားရဲ့ညနေ၄နာရီသတင်းတွေကိုတရရှုစားခဲ့ကြရတာပါ။ည၈နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြစ်ဆွပေးတင်ဆက်ပေးအောင်ပါ။ကျမကီခိုင်ပါ။ကျေးဇူးတင်ပါတယ်ရှင်။ focus.